ငါပြပြမယ်နင်ကငါနဲ့ဘာမှမပတ်သက်တော့နဲ့ငါသူများတွေ့ကြတဲ့ဝင်ပါမီလို့တတိယကျင်းခင်မမို့အေးဖြစ်ခဲ့ရတဲ့ပရိသတ်များပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်တွေရောတလုံးမှာမိုးရင်စုံတို့တွေ့ကြောင်းတတိယကျင်းခင်မမို့အေးဘဝကိုရောက်ရှိခဲ့ရပါပြီသူတို့တွေကတော့ပရိသတ်တွေကြမှာခရရပေါင်းတသိန်းလောက်ရှိပါတယ် ။မိုးရံစွာနုပညာလုံးနဲ့ပတ်သက်ရင်နာမည်ပြတ်မရှိပေမဲ့အခြေရင်းနဲ့ပတ်သက်လာရင်တော့မကောင်းတဲ့ချက်တွေအများကြီးပါပဲ။မိုးရံစွာချစ်သူဖြစ်ခဲ့ပြီးတဲ့ချောဆဆူအောင်ကိုကိုတိလိုက်အောင်ရိုင်းနေခဲ့တာကိုပရိသတ်တို့သိကြမှာပါနော်။လွန်ခဲ့တဲ့နှစ်နေငယ်ကချစ်သူကောင်မလေးကိုလူတွေအလဲမှာပဲရိုင်းနေခဲ့တာကြောင့် ူးရင်စရိုက်ဆန်တဲ့လောက်ရက်ကိုပြိသက်တကကြည့်မရဖြစ်ခဲ့ကြတာလေးဖြစ်ပါရင်ရှိုလေးနဲ့မလိုက်မင်းသားဆိုတဲ့ကုံနဲ့မလိုက်ဖက်အောင်ရိုင်းနဲ့တက်တဲ့သူ့ရဲ့ပုံစံကြောင့်ပြိသက်တကရုံမုန်းခဲ့တာတော့သိကြပါပြီနမေကြည့်မင်းသားတက်ကသူ့ရဲ့ကုံကိုမငဲ့ပဲကောင်မလေးကိုရိုင်းနဲ့နေတာကိုပြိသက်တကမခံနိုင်ဖြစ်ပြီးတော့ဝင်ပါခဲ့ကြတာပါရိုင်းနဲ့တဲ့ပြဿနာကြောင့်ကောင်မလေးကရဲတိုင်မှုအထိပြဿနာကြီးခဲ့တယ်လို့ပြိသက်တကလည်းကောင်မလေးဘက်ကဝိုင်းပြီးတော့ပါခဲ့ကြတာလေးဖြစ်ပါရင်မုံရံဆိုနေချောဆူဆူအောင်ကတော့ပထမတစ်ချိန်မှာတကယ်မပြတ်နိုင်မဲပရိသတ်တွေကိုခင်မုံမွေဖြစ်အောင်လုပ်ခဲ့တယ်လို့ ။နောက်ထပ်တစ်ချိန်လေးပြည်သက်တွေကိုခင်မုံမို့အေးဆက်သွင်းနေပြမှာတည်။ဒုတိယအချိန်မှာမှုရဲဆောင်အားချစ်သူကောင်မလေးနဲ့ထပ်ပြက်ပြီးအသေးနဲ့ကွဲနေပြီဆိုပြီးတော့ပြည်သက်တီအောင်ပြောပြခဲ့တာလေးဖြစ်ပါရည်။သူကဘလို့ကြောင့်ပြက်သွားလဲဆိုတာကိုထုတ်မပြောပေမဲ့သူ့ကိုယ်သူတော်နင်းနာသူတရားပုံစံမျိုးနဲ့စကားလာလေးတွေတော့ထည့်ပြောသွားခဲ့တာလေးဖြစ်ပါရည်။ ကမာလီနေစင်တူဝတ်ထားတဲ့ဟူဒီလေးကသူ့အတွက်တန်ဖိုးမရှိတော့ဘူးဆိုပြီးတော့ပွဲတပွဲမှာပရိသတ်တွေကိုပေးပြခဲ့တဲ့ထိပါပဲ။သူကတော့မကောင်းတဲ့လုပ်ရက်ကိုဒီတစ်ခါမှသူမလုပ်တဲ့ပုံစံမျိုးနဲ့ပရိသတ်တွေကြားမှာစောပန်းလို့တွေးခဲ့ပြန်ပါတယ်။ ချောဆွဆွအောင်ကတော့မိုးရေစုံနဲ့နောက်တဲ့တစ်ချိန်ပြန်ပြီးတော့လက်ကျွဲခဲ့ပေမယ့်မိုးရေစုံကတစ္ဆာရှိရှိမနေခဲ့တယ်လို့ဆဲဆွာရီလုခဲ့တာကြောင့်လမ်းခွဲလိုက်တာလို့ဆိုပါရီမိုးရေစုံနဲ့သူကပြတ်တာ6လောက်လောက်ရှိခဲ့တာကြောင့်ချစ်သူကောင်းလေးတေးရပြီးတော့တာယာပြောရှင်နေပြီဖြစ်ပေမယ့်မိုးရေစုံကတော့အဲ့ဒါကိုမကြိုက်လို့ခုထိပြဿနာရှာနေသေးလေးဖြစ်ပါရီပြတ်သွားတာလေ6လကြောက်ကြခဲ့ပေမယ့်မိုးရေစုံကကောင်မလေးကိုနှောက်ယှက်နေတော့မှကောင်လေးတေးထားမလားဆိုပြီးတော့ဖုံးဆက်ပြီးမမက်ရိုင်းနေပြောနေတုန်းလို့ဆိုပါရီ ချောဆဆူအောင်ကတော့မွေးရည်ဆိုရဲ့မယိုင်းတဲ့ပြောတွေကိုရှက်လို့ချမပြတော့ဘူးဆုံးဖြတ်ထားပေမဲ့ဒီထက်ပိုပြီးတော့သူ့တော်ကောင်းရောင်ဆောင်ပြီးသူ့ကိုပုတ်ချရင်အကုန်ချပြမယ်ဆိုပြီးအလုံးတီအောင်ပြောပြရင်းနဲ့ပြဿနာတွေဖြစ်ခဲ့ကြတာလည်းဖြစ်ပါရည် ပရိသတ်တွေကတော့သူများအတွဲကြဝေမပါဘူးဆုံးဖြတ်ထားပေမဲ့မိုးရင်ဆိုရင်ရုံညက်နဲ့လောက်ရက်ကိုမခံနိုင်လို့ဝေပါခဲ့ကြပါသေးတယ်။ပရိသတ်တွေကတော့ပြက်ပြီးရတော့မှနောက်ဆက်ခံနေရတဲ့ကောင်မလေးကိုတနာမိတာမလို့ကောင်မလေးဘက်ကထပ်ပြီးရရက်တီပေးကြတာလည်းဖြစ်ပါတယ်။ပရိသတ်တွေကတော့မကောင်းတဲ့ရီစာဟောင်းကိုမေ့ပြီးအချစ်တဲ့ပျော်ရွှင်မှုကောင်မလေးကိုနားချခဲ့ပေမဲ့အခုချိန်မှာတတိယအကြိမ်ခင်မမိုကြီးဖြစ်ခဲ့ရပြီလည်းဖြစ်ပါတယ်။လရဲ့ဆရဲ့ရှိသလိုအပြောင်းအလဲနဲ့ယောက်ျားလေးတယောက်ဆိုပြီးတော့နမိတ်ကြီးနေပေမဲ့ကောင်မလေးကတော့အယူကွင်းအောင်ရှိတာကိုကျင်းနေနေပုံပါပဲ။နှစ်ယောက်သားပြဿနာတွေ တက်ပြီးလိုင်းမော်ခဲထားခဲ့ပေမယ့်အခုဆိုရင်တတိယအကြိမ်ပြန်တွဲခဲ့ပြန်ပါပြီ။သူတို့နှစ်ယောက်ကပြဿနာတွေတက်ပြီးတော့ဘယ်ချိန်ဆေးပြေသွားမလဲမသိပေမယ့်အခုဆိုရင်သူတို့နှစ်ယောက်ကအတူတွဲပြီးတော့ပွဲတက်နေတဲ့ပုံရိပ်တွေချပြလာခဲ့ပါပြီ။သူတို့နှစ်ယောက်ကပြန်တွဲနေပြီဆိုတော့ကိုပရိသတ်တရားပေါ်လေးတစ်ပုံချပြခဲ့တာပါ။သူတို့နှစ်ယောက်ကတော့မကြခင်မှာကျင်းပနေတဲ့နေတွင်းရဲ့မင်းလာပွဲကိုထူတက်ခဲ့ပြီးတော့ပြန်တွဲနေပြီဆိုတော့ကိုပရိသတ်တရားပြပြခဲ့တာလေးဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ပြန်တွဲတည်ရဲ့တရေကတော့ပြိတ္တတွေတဲ့ပျော်စရာမဟုတ်ပဲတတိယအကြိမ်ခင်မမို့အေးဖြစ်ပြန်ပြီဆိုပြီးတော့နောက်ထပ်ရ ကျနေကြပြီလေဖြစ်ပါရဲ့ရှင်။